ဘဝမှာကျွန်တော်တို့ကတခါတလေကြာရင်အာကိုထက်အခြားသူတွေတာသွားမှာသိကြောက်တယ်အဲ့တော့ကျွန်တော်တို့အမြဲတမ်းကိုထက်စူးစမ်းနေတဲ့သူတယောက်ကိုတွေ့ရင်ကျွန်တော်တို့စိတ်ထဲမှာဘာဖြစ်လဲဆိုကြောက်စိတ်တွေဖြစ်လာဘာလို့အဲ့ဒီကိုထက်စူးစမ်းတဲ့သူကကိုကိုကြော်သွားမှာကိုကြောက်ကြတာအဲ့ဒါလူတွေရဲ့အကြောက်တရားအဓိကဖြစ်စေအထူးသဖြင့်ရီမန်းချက်မြင့်တဲ့သူတွေကအကူကအမြဲတမ်းစူးစမ်းနေတယ်ကိုအမြဲတမ်းနံပါတ်1ဖြစ်ချင်ဒါပေမဲ့ကိုထက်စူးစမ်းတဲ့သူတယောက်တွေ့ရင်ကျွန်တော်တို့ကြောက်စိတ်တွေပေါ်လာတယ် အဲ့ဒါဘဝမှာကျွန်တော်တို့မတိမငိမ်ဖြစ်ရခြင်းအဓိကအကြောင်းရင်းပဲအဲ့လူလူချင်းပြရင်တော့ကျွန်တော်တို့မှာအငြင်းတန်းတစ်ခါတလေကြာရင်အမုန်းတရားတွေအာဃာတတွေဝင်လာတယ်တကယ်တကယ်ကျွန်တော်တို့ဘာနဲ့ပြန်ရမလဲဆိုတော့အခက်အခဲနဲ့ပြန်ရမယ်ဒုက္ခနဲ့ကျွန်တော်တို့ပြန်ရမယ်အဲ့တော့ကျွန်တော်တို့လောကမှာလူဖြစ်တဲ့အတွက် limitation ဆိုခေါ်တဲ့ကန့်သက်ချက်တွေကအငြင်းတန်းရှိတယ်ဒီလောကမှာကန့်သက်ချက်မရှိတဲ့အရာတစ်ခုမှမရှိဘူးအဲ့တော့အချမ်းသာဆုံးဖြစ်တဲ့ American နိုင်ငံ American နိုင်ငံမှာလည်းကန့်သက်ချက်တွေအများကြီးရှိတယ် ကဘာပန်ကဘာပန်မှာလည်းကန့်သက်ချက်တွေအများကြီးရှိတယ်။အဲ့တော့ကျွန်တော်တို့ကလူဆိုတာဖြစ်တဲ့အတွက်ကန့်သက်ချက်တွေကိုကောင်းစွာနားလည်သဘောပေါက်ပြီးတော့မှအခက်အခဲတွေဒုက္ခတွေကန့်သက်ချက်တွေကိုနားလည်အောင်သဘောပေါက်ပြီးတော့သဘောပေါက်နားလည်အောင်ကြိုးစားပြီးတော့ဒုက္ခတွေအခက်အခဲတွေနဲ့ရှင်းပြိုင်ပါအောင်မြင်မှုတွေကလူချင်းမင်းကိုစောင့်ကြိုနေပါအဲ့တော့အခက်အခဲတွေဒုက္ခတွေကိုဘာနဲ့ရှင်းပြိုင်ရမလဲမုဒိတာမေတ္တာဉာဏ်ပညာဒါနဲ့ကျွန်တော်တို့ရှင်းပြရ လူတွေကအောင်မြင်တယ်ဆိုတာလောဘကြောင့်ချမ်းသာတယ်လောဘကြောင့်အောင်မြင်တယ်ထင်တယ်လောဘကြောင့်ချမ်းသာတာမဟုတ်လောဘကြောင့်အောင်မြင်တာမဟုတ်ဘူးပညာနဲ့ဝိရိယကြောင့်ချမ်းသာပြီးအောင်မြင်တာဖြစ်ပါတယ်ဒါကြောင့်အခုပဲကျွန်တော်တို့ဟာမှန်ကန်စွာရှင်ပြိုင်ပြီးတော့အောင်မြင်မှုစီကိုခြေတက်လိုက်ပါအောင်မြင်မှုတွေကလူချင်းမျိုးကိုစောင့်ကြုံနေပါတယ်တော့တန်းတန်းတက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတန်းတန်းတစ်မျိုးပဲဖွင့်ပါတယ်အခုလာမယ်ကျွန်တော်တို့6လပိုင်းမှာဖွင့်ပါတော့ကျွန်တော်ရဲ့ certificate in general business management စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းဖြစ်ပါတယ်။စီမံခန့်ခွဲမှုပညာကိုစိတ်ဝင်စားတဲ့လူကြီးလူငယ်မြို့သူမဆိုတက်နိုင်တဲ့ online သင်တန်းဒီအခုလာမယ်ကျွန်တော်တို့6လပိုင်း10ရက်နေအခုအင်္ဂါနေ့စ online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက် beta မဆိုတက်နိုင်တယ်။နေ့စဉ် recorded video တွေကိုကျွန်တော် Facebook group ထဲမှာတင်ပေးမယ်။ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တို့ပြန်တင်ပေးမယ်။ အဲ့ဒါတွေကသင်တန်းကလာတက်လာပြီးသွားတဲ့အချိန်အောင်ဒီဗီဒီယိုဖိုင်တွေမဖြတ်ဘဲထားရပြီးမှဖြစ်တဲ့အတွက်အထက်ထက်ပြန်ကြည့်နိုင်တယ် live lecture ကို appsin တနင်္လာနေ့ည8:00နာရီတိုင်း zoom application ကနေ live လို့မိတယ်မှာဖြစ်တယ်တစ်ခါသင်3နာရီလောက်ကြာရင်မေးခွန်းနိုင်ဝင်ဖြည့်ပေးတယ်အဲ့တော့သင်တန်းတက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ပေးတာဖြစ်တယ် zoom မတက်ဖြစ်ရင်လည်းမပူနဲ့နောက်ရမှာ recorded video ကိုကျွန်တော် facebook group ရော telegram private channel မှာပျံတင်ပေးမှာဖြစ်တယ်တင်နန်းကလာတက်လာပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးပါမယ်။အပြင်လူတွေတင်နန်းကတော့အခုလာမဲ့6လပိုင်း14ရက်နေ့နဲ့15ရက်နေ့ ်အခုစနေတင်းတွေပေါ့လာမယ့်စနေတင်းတွေနေ့ရက်မှာမနက်စင်နာရနေ့ညနေ6နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်ရဲ့အမ်လွန်သင်တန်းကျောင်းမှာကျွန်တော်ရဲ့နှစ်ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတော့တက်ရောက်မှာဖြစ်ပါတယ်အဲ့တော့ online သင်တန်းမဲ့တက်ချင်းတက်ချင်းအပြင်သင်တန်းမဲ့တက်ချင်းတက်ချင်းလူကျွန်တော်ရဲ့နံပါတ်ရဖုန်းနံပါတ်ရကို comment မှာမေးနေ messenger message မှာရေးထားပေးပါကျွန်တော်တို့ team ကညီတင်ညီမတွေကဆက်သွေးပေးမယ်အခုအစည်းအဝေးကြီးတဲ့တိုင်းကို online ကပထမအဦးဆုံးအယောက်100အပြင်ကပထမအဦးဆုံးအယောက်30ကိုကျွန်တော်20% discount ပေးထားပါတယ်တန်တန်းချောင်းအသေးစိတ်ကိုကျွန်တော် division မှာအသေးစိတ်ဝင်ကြည့်နိုင်ပါတယ်တန်တန်းကြီးအစားကျွန်တော်တင်ထားပေးပါဒီတနန်းဒီစီဝိုင်းစီမံခန့်မှုပညာကိုအခြေခံကစတင်ပြီးတော့တင် जा ကျင်တဲ့မြေသူမှုဆိုတက်နိုင်တဲ့မြန်မာလိုတင်ပေးမှဖြစ်တဲ့ မပြည့်အောင်သင်ပေးမယ်လက်တွေ့ပြန်သုံးနိုင်အောင်သင်ပေးမှာဖြစ်ပါတယ်အဲ့တော့ကိုယ်ကစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေပြီးအောင်မြင်မိတာ management ပညာကို theory လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်ကိုယ်ကဝန်ထမ်းလုပ်တဲ့အတွေ့အကြုံရှိပြီးသားအောင်မြင်မိတာ management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်စီးပွားရေးစီမံခန့်ခွဲမှုပညာကိုအခုမှစတင်လေ့လာမယ်ကျောင်းသားကျောင်းသူလူငယ်တွေလည်းတက်ရောက်နိုင်ပါတယ်ဒါမှမဟုတ်ကိုယ်က business idea တခုရှိတယ်ဒါကိုလက်တွေ့လုပ်ဖို့အတွက်လည်းကျွန်တော်တို့တက်ရောက်နိုင်ပါတယ်။နောက် management diploma ဆက်တက်မဲ့သူတွေ MBA ဆက်တက်မဲ့သူတွေလည်းအခြေခံအနေနဲ့တက်ရောက်နိုင်ပါတယ်။ ဒီတန်တန်းနေ certificate တင် general business management တန်တန်းလို့ဆိုရနေညီစီဝါရေးတစ်ခု level လောက်ကံမှုတဲ့ low at the hr operation စတဲ့ဘာသာရက်တွေကို certificate level မိတ်ဆက်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်ဒါကြောင့်စီမံခန့်ခွဲမှုပညာရဲ့အနိမရည်မှန်းချက်တည်ပြေလည်အောင်ဆောင်ရွက်ခြင်းဖြစ်တယ်မြေတိအခက်အခဲကိုမဆိုလူချင်းတို့အနေနဲ့ပြေလည်အောင်ဆောင်ရွက်နိုင် management တက်တယ် management တက်တယ်လို့ပြောရင်ဘယ်အခြေအနေမှမဆိုပြေလည်အောင်လုပ်နိုင်အောင်အဲ့ဒါလို့မဟုတ်ဘဲနဲ့ reason တွေအကြောင်းပြချက်တွေပေးနေရင်ဒါဟာ management မဟုတ်ဘူး ်လူကြီးတို့ဒီအဖြေကိုရှာနိုင်မှ management ရဲ့အနှစ်သာရကိုရမှာဖြစ်တယ်အခက်အခဲတွေပြဿနာတွေကိုအာယုံဆိုင်နေသူကြီးလူကြီးတို့အခက်အခဲတွေပြဿနာတွေကိုရှာနေသူကြီး management စီကိုရောက်မှာမဟုတ်ပါဘူးလို့ချစ်ခင်စွာညှောက်ပြလိုက်ပါတယ်အခုပဲစီမံခန့်မှုဆိုင်ကိုမြင့်တင်ပြီးအောင်မြင်မှုစီကိုခြေတက်လိုက်ပါ we must work together we must build our nation